အားသောဝါလာရှိညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ17ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ထမအောင်ဒီဘုကတော့ဂျာမနီခြေဆိုင်ဘဲလ်ဒင်းစတာရဲ့ဖော်ပြထားချက်အရဆိုရင်တော့ဘန်ဂျမင်ဆက်စကူနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ကြီးပမာဏဘယ်လောက်လဲဆိုတော့ကိုသိရှိရပါပြီ။ဂျာမန်ဘွန်ဒလီယာကလပ် RB Leipzig အသင်းရဲ့ထိတ်တန့်တိုက်စစ်ကစားမှဘန်ဂျမင်ဆက်စကူနဲ့ပတ်သက်ပြီးတော့သူ့ကိုပိုင်ဆိုင်တဲ့ကလပ်အသင်းကလာမယ့်လူရဒီမှာပေါင်86တန်းရရှိသွားရင်ဒီကစားမလက်လွတ်သွားမယ်ဆိုပြီးတော့ဈေးနှုန်းတစ်ရက်ကက်လိုက်ပါတယ်။ဒါက UO အဖြစ်ဆိုရင်တန်း100တန်းကြီးရှိတယ်။ဒီကစားမလိုက်နေတဲ့အသင်းတွေမှာဆိုရင်တော့ Manchester United, Chelsea အာဆင်နယ်တို့ပါဝင်နေတယ်။ဖော်ဘောထရန်စပါရဲ့ဖော်ပြထားကြရဆိုရင်တော့ဒီစီးနဲ့မှာဘိုင်ယန်မြူးနစ်နဲ့ AC မီလန်ကလည်းအပါဝင်ဖြစ်တယ်ဆိုပြီးတွေ့ရှိရပါဗောလေ။အဲ့တော့ဒီကစားသမားဒီအာရီဒါလိုဂျင်နဲ့ထိတ်တန်းတက်စစ်ကစားသမားလက်ငါးချောင်းမပြည့်တဲ့စီးနဲ့မှာပါဝင်တဲ့တယောက်လက်ရှိအချိန်မှာဗစ်တာကူကီးယန်းနဲ့အာဆင်နယ်ဂျာထဲမှာဗစ်တာယော့ဂရက်ဗောလေ။အာဆင်နယ်ဂျာထဲမှာဆွေးနွေးမှုတချို့လုပ်နေပြီမဲ့လေ။အာဆင်နယ်ကဒီကစားသမားရဲ့အေဂျင့်နဲ့တွဲဖို့ရှိရဆိုပြီးတင်တင်းတချို့ထွက်တာတယ်။အာဆင်နယ်ရဲ့အာသာရတာတဲ့အန်ဒရီပါတာက ဒီ Benjamin Sasko ရဲ့ agent နဲ့မကြခင်မှာတွေ့ဆုံမှုရှိနိုင်တယ်ဆိုတော့ rumor တချို့လည်းထွက်နေတယ်။ဒါပေမဲ့အသင်းကိုဘယ် player ရောက်မလဲဆိုရင်တော့လောလောဆယ်အားကောင်းဆုံးကတော့ Victor Yogurat ဒုတိယအားကောင်းဆုံးကတော့ Benjamin Sasko ဖြစ်ပြီးတော့ Champion League ဝင်ဖို့အခြေအနေကောင်းနေတဲ့ Eset တို့ကတော့ Arsenal နဲ့ဇေနှုန်းအရရောကစားသမားက Champion League ဝင်ဝင်နေထားရအောင်ရောက်လာဖို့နည်းသွားခဲ့ပြီပေါ့လေ။အဲတော့22နှစ်ရဲ့ Slovenia သားကတော့2028ခုနှစ်ထိကြံခဲ့တဲ့ຫນွေရချုပ်ထားတဲ့စာချုပ်အရတော့ရှိသေးတယ်။ဒါပေမဲ့အဲ့စာချုပ်ပါအချက်လက်ရလာမယ့်ຫນွေမှာထိတ်တန်း န်းတင်းတင်းကလာပြီးကန်းလန်းတဲ့ခါကျရင်ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့အချက်ကြောင့် RP Lewis ကနေပြီးတော့ဒီကစားမကလာမယ့်နေရာဒီမှာထွက်ခွာတော့ပါဒီရာဒီပွဲပေါင်း40ပြိုင်ပွဲစုံမှာကစားထားတယ်16ကိုသွင်းပြီးတော့6လုံးဖိုင်ထားပါတယ်တပတ်ကို UO တသိန်းကျော်ရနေပြီးတော့တနစ်ကို ယူ5.6တန်းရနေတဲ့ဒီသမောက်ကိုပရီးမီယာလိဂ်ကလပ်အသင်းတော်များစိတ်ဝင်စားနေပြီးတော့ဒီထက်တည်းမှာမန်ချက်စတာယူနိုက်တက်ကပိုပြီးနှိစက်တဲ့ဆိုတဲ့သတင်းတချို့လည်းတွေ့တယ်။မန်ချက်စတာယူနိုက်တက်ကဒီဒါရိုက်တာဘက်မှာထိပ်ပိုင်းပုံကိုတယောက်ကမကြခင်မှာဂျာမန်မျိုးကိုသွားပြီးတော့ဒီကစားမိုက်အေဂျင့်နဲ့တွေ့ဖို့ရှိရဆိုတဲ့သတင်းတွေလည်းကျွန်တော်တွေ့တယ်။ဒါပေမဲ့ပြိုင်ဘက်အသင်းရဲ့သတင်းဖြစ်တဲ့အတွက်တီးတန်းတော့ကျွန်တော်မဖော်ပြဖြစ်ဘူးပေါ့လေ။ ီလိုဆိုတော့အာဆင်နယ်နဲ့ဘန်ဂျမင်ဆက်စကိုသတင်းတွေကအခုတခါပြန်ပြီးထွက်ပေါ်လာပါလေအရင်တုန်းကအာဆင်နယ်ကဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့ဥဆောင်သူဖြစ်ခဲ့တယ်ဒီကစားမောက်အရန်ကိုလိုချင်ခဲ့ပြီးတော့သတင်းတွေမကြာခဏထွက်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းတိတာကအာဆင်နယ်ကဘန်ဂျမင်ဆက်စကိုနဲ့ချိန်ဆမှုတချို့ရှိရဆိုရင်တကယ်ကသူတို့နင်းနီးကက်ကက် လုံနေခဲ့တာဗစ်တာယော့ဂရက် တခြား player တွေခဏထားလိုက်အောင်လက်ရှိ Arsenal တင်းတိုက်စစ် list ထဲမှာဆိုရင်တော့ Peter Yogret နဲ့ Benjamin Sesko နှစ်ဦးရဲ့တဦးကတော့နှွေးမှာကျင်းသေးရောက်ဖို့ရှိတယ်။ Arsenal တင်းကလည်း budget ပမာဏတစ်ခုတိုက်စစ်တော့ကိုတိုက်စစ်တောင်းမှာတော့ကိုကွင်းလေတော့ကိုဂိုးသမားတော့ကိုခန်းစစ်တော့ကိုသုံးသွားဖို့ရှိရဖြစ်တဲ့အတွက်ဒီနေရာမှာဘယ်တိုက်စစ်မှုကိုဦးစားပေးခေါ်သွားမလဲအကျိုးသဘောတညမှုလုပ်နိုင်မလဲစောင့်ကြည့်သွားမှာပါ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sky Sport Channel လေး Florian Plantebat ဖော်ပြထားတဲ့ Kingsley Coman သတင်းတွေပဲတွားလိုက်အောင်အမေရိကန်တော့ Kingsley Coman တို့ Nabri တို့လိုသတင်းမျိုးတွေဆိုရင်တော်တော်ကျွန်တော်တို့ Arsenal fan တွေတိတ်ဆိတ်ဝင်စားတော့သတင်းကတော့အမြင်ဆန်းထွက်တယ်ရောက်လာနိုင်ကြအရန်တဲ့ player လို့ပြောလို့ရတယ်အခုဆိုလဲ Kingsley Coman ဆိုတာက Bayern Munich အသင်းရဲ့တိုက်စစ်တောင်းပန်ကစားသမား Arsenal နဲ့အခုမှမဟုတ်လွန်ခဲ့တဲ့2နှစ်လောက်တည်းကသတင်းထွက်ခဲ့တာအခုအနေထားမှာတော့ Florian Plandenberg ရဲ့ပေါ်ပြထားကြရဆိုတော့မကြခင်မှာ Bayern Munich အသင်းစီကနေပြီးတော့ထွက်ခွာဝယ်ရှိရဆိုပြီးသူကရေးသားထားတယ်အကယ်၍ထွက်ခွာဖြစ်ရင်တော့ဒါ ဥရောပဘက်ကအသင်းတွေရယ် sorry ဘက်ကကလပ်တင်းတွေဒီစားမောင်စိတ်ဝင်စားနေတယ်ဥရောပကကလပ်တင်းဆိုရင်တော့အာဆင်နယ်အပါအဝင်ထိတ်တန်းတင်းတွေစိတ်ဝင်စားနေပြီး sorry ဘက်မှာဆိုလဲထိတ်တန်းအသင်းကြီး၄တင်းလောက်ကဒီကစားမောင်ကိုချိတ်ဆက်နေတယ်ဥရောပထိတ်တန်းလေးကခေါ်လို့ရှိရင်ပြောင်းရွှေ့ကြီးတစ်စီ sorry ဘက်ကခေါ်ရင်ပြောင်းရွှေ့ကြီးတစ်စီကစားသမားဥရောပဘက်ကခေါ်လို့ရှိရင်လောက်ခရသတစ်မျိုး sorry ဘက်ကခေါ်ရင်လောက်ခရသတစ်မျိုးဆိုပြီးတော့သူကတော့ရှင်းပြထားတယ်အဲ့မှာကျွန်တော်တစ်ချက်ရှင်းပြပြီးမယ် အဲ့မှာဥရောပထိပ်တန်းလိကခေါ်လို့ရှိရင် Euro 35တန်းနဲ့40ကြာဒီကောင်ပိုင်းနဲ့ဘိုင်ယန်မြူနစ်ကအလိုရှိတယ်အကယ်၍ sorry ကလပ်တွေကခေါ်မယ်ဆိုတော့ Euro 350အနည်းဆုံးတောင်းသွားဖို့ရှိတယ်ဒါကတော့ကစားသမားဘက်ကိုသူတို့ကြည်ပေးတာပေါ့လေကစားသမားဥရောပမြေမှာဆက်ပြီးနေရင်ဆိုရင်တော့အတင်းတင်းနဲ့ချိန်ဆက်တဲ့အခါမှာတက်ကြီးတရက်ကို short ချပြီးလက်ခံသွားမယ်ဒီနေ့မှာကစားသမားကလည်းဥရောပမြေကအတင်းတင်းဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့လောက်ခလာစာကိုဒါ တနစ်ကိုယူ16တန်းနဲ့18တန်းကြာလိုချင်တဲ့ဥကြာတိရတယ်။အဲ့ဒီပမာဏကပေါင်အားဖြင့်ဆိုရင်14.5တန်းရှိတယ်။ဒါသည်လက်ရှိခိုင်ယန်ဘက်လို့အာဆင်နယ်အသင်းမှာအများဆုံးရနေတဲ့လောက်ခရတာ ပေါင်3800ဆိုပမာဏနီးပါးရှိတယ်အဲ့တော့အာဆင်နယ်တို့ကအင်ဂျူရီတွေမကြာခဏရပြီးတော့ဘိုင်ယန်မြူးနစ်ရဲ့အဓိကကစားသမားမဟုတ်တော့တဲ့ကစ်စလီကိုမန့်ကိုအလောက်ပြောင်းရွှေ့ကြည့်ပမာဏလောက်ခလာစာတီပေးပြီးခေါ်ပါမလားဒါတော့တချို့တွေးရမှာပေါ့လေသူကတော့ဒီ sorry back ကကလတ်တင်းနေခေါ်မယ်ဆိုတော့ယူ25တန်းထိတောင်းတော့ဖို့ရှိရဲ့တဲ့ပေါင်အားဖြစ်ဆိုရင်27.4တန်း ဟိုတပတ်လောက်ခလာစားဆိုလို့ရှိရင်တော့ပေါင်3သိန်း4သိန်းကျော်လောက်အနေထားထိတောင်းတော့ဦးရှယ်ပေါ့လေဒါတော့ sorry back ကတော့ငွေကြေးထက်ဆိုင်သူတို့ကအင်းမင်းမြစ်ကစားသမားတွေခေါ်ခြင်းတဲ့အတွက်ပေးနိုင်တယ်အာဆင်တဲကရောခိုင်ရန်ဘက်လူမျိုးလောက်ခလာစားမျိုးနဲ့ဒီစားသမားကိုခေါ်ပါမလားကျွန်တော်က Kingsley Coman နဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်ပြတိုင်းမှာရောက်လာနိုင်ခြင်းအရန်နေလို့အမြဲတမ်းပြောတယ်ဘာကြောင့်လဲ ဒီကစားသမားကအမြဲတမ်းအာဆင်နယ်နဲ့သတင်းတွေထွက်ခဲ့တာရောက်ရန်ရာခိုင်နှုန်းသည်အရန်နေပါတယ်လက်ရှိအချိန်မှာသူ့ထပ်ပို့ပြီးတော့တစ်လွင်တဲ့သတင်းမရှိတာဖြစ်တဲ့အတွက်ဒါကိုတော့မနက်ခင်းသတင်း၄ပုဒ်ထဲမှာတပုဒ်ဖြစ်ကျွန်တော်ဖော်ပြပေးရပါလို့လက်ရှိအချိန်မှာဒီကစားသမားကိုစိတ်ဝင်စားတဲ့အသင်းထဲမှာဆိုလပဘူးလဲပါဝင်လာပြီးတော့28နှစ်ပြင်သစ်သားကတော့2029ခုနှစ်တိဘိုင်ယန်နဲ့ဆက်ရုပ်သက်တမ်းရှိနေမယ်လာမယ့်လွေရာသီမှာတော့ဘိုင်ယန်ကိုယ်တိုင်ကလည်းထွက်ခွာခွင့်ပြုသွားဖို့ရှိဆိုပြီးတော့ Florian Plan တဲ့ဘက်ကဖော်ပြထားပါတယ်ဒီရာသီ36ဝက်မှာ18ပွဲပွတ်ထားတာလေ 69သမီးတော့လေးလုံးဖိုင်ထားပါတယ်ဒီရသည်56ရက်ဒဏ်ရာကြောင့်နားခဲ့ရတယ်မှနစ်ကရပောင်း130 8နှစ်မှာ35ရက်ဒါနောက်ဆုံး3နှစ်တွင်ပဲဟိုးရှေးရနှစ်တွေမှာဆိုလဲရက်130နားရတဲ့ရာသီတွေရှိခဲ့အဲ့ဆိုတော့ injury ကြောင့်တရာသီကိုတလအနည်းဆုံး3လအဲ့လိုမျိုးတွေနားလိရှိတဲ့ player တက်ကိုလောက်ခရစာအတင်းရဲ့အမြင်မဆုံးပေးပြီးခေါ်မယ်လို့တော့ကျွန်တော်မထင်ဘူးရောက်ရရာကိုင်းတော့အရန်နေပါတယ်ဆယ်ရာကိုင်းတော့လောက်ပဲရှိရထင်ပါတယ်ဒါကလည်း ကိုရီအသင်းရချိတ်ဆက်နေရဆိုတဲ့အတွက်တီးတန့်ဖော်ပြပေးခြင်းဖြစ်ပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ချန်ပီယံလိစီးဖိုင်ယုံတက်ရောက်သွားခဲ့တဲ့အာဆင်နယ်ပါဝင်အခြားအသင်းတွေရဲ့ကံရမဲ့နေရတီကိုဖော်ပြပေးတော့ပါပါ။အာဆင်နယ်သင်းကတော့ချန်ပီယံလိဖလိုင်းနဲ့လက်တကန်းလို့ရောက်လာခဲ့ပြီးအကောင်းဆုံးစီးဖိုင်နဲ့၄သင်းတွေကိုပါဝင်လာခဲ့တယ်ဗောလေ။သူတို့ကတော့အပီလာ30နေကြလို့ရှိရင်တော့ Emirates Stadium မှာ PSG ကိုအခန့်ကစားမယ်။မြန်မာစံတော်ချိန်မနက်တနိုင်ခွဲအရင်အချိန်ပါပါ။ဒုတိယအချက်ကတော့မေလ၈ရက်နေ့ကြလို့ရှိရင် PSG ရဲ့ ပြင်သစ်မြေမှာတွားရောက်ပြီးကစားရမယ်။နောက်ထပ်တွဲဆိုင်နေဖြစ်တဲ့ဒီဘာစီလိုနာအင်တာမီလန်ပွဲစဉ်ကတော့မေလ၁ရက်နေ့မှာကံမယ်။ပြီးရင်မေလ9ရက်နေ့အာဆင်နယ်တို့ဒုတိယအကြိမ်မတိုင်ခင်တရက်မှာစောကံသွားပြီးတော့အဲ့ဒါကတော့အင်တာကဘာစီလိုနာကိုအီတလီမြေမှာအဲ့ခန့်ကစားအောင်။အဲ့တော့တစ်ဖက်မှာအင်တာနဲ့ဘာစီလိုနာဘယ်သူတက်လာမလဲ။ဒီဘက်ကအာဆင်နယ်ကရော PSG ကိုကြော်ဖက်ပြီးဘိုလီဝဲကိုတက်သွားမလား။ကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေ။ဒီနေရာမှာ PSG အသင်းက16တင်းအဆင့်မှာ လပဘူး ควอเตอร์ไฟนอลအဆင့်မှာအက်စတွန်ဗီလာကိုကျော်ဖြတ်လာခဲ့တာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာတော့တတိယမြောက်အင်္ဂလိပ်ကလပ်တင်ဖြစ်တဲ့အာဆင်နယ်နဲ့တွေ့ဆုံလာပါအာဆင်နယ်ကိုသူတို့ဆက်ပြီးအနိုင်သွားမလားအာဆင်နယ်ကပဲရှေ့ရအင်္ဂလိပ်ကလပ်တင်ရင်ဒီအတွက်အကျွေးတောင်းမလားဆိုတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗောလေလက်ရှိအတောင်တင်းဆုံးရောက်လာခဲ့တဲ့စင်ဖိုင်နယ်၄တင်းထဲမှာဆိုလေအာဆင်နယ်ကခေသူတော့မဟုတ်ဘူးဒီပြိုင်ပွဲရဲ့နောက်ဆုံးချန်ပီယံဖြစ်ထားခဲ့တဲ့အောင်မြင်ဆုံးလို့ပြောလို့ရရီယမ်ဘတ်တစ်ကိုနှစ်ကျော်လုံးအနိုင်ယူပြီးထိုက်ထိုက်တန်တန်တက်လာခဲ့တာဖြစ်တဲ့အတွက်ကစားသမားတွေရဲ့မန်တယ်လက်တီကတော့ပြောမနေနဲ့တော့ ဘလို့အသီးမျိုးနဲ့မဆိုကြော်ဖြတ်နိုင်တဲ့ရှိရဆိုအနေထားဖြစ်ပြီးဖြစ်တဲ့အတွက်ပါတီပထမအကြိမ်မှာမပါနိုင်ရင်လည်းရှိတဲ့ကစားသမားတွေနဲ့အကောင်ဆုံးလှုပ်သွားနိုင်မယ်လို့တော့ကျွန်တော်ကလည်းယုံကြည်ထားပါဗျ။အဲဆိုဒီယာတီချန်ပီယံလိအုပ်စုအဆင့်ပွဲစဉ်မှာဆိုရင် PSG ကို2-0ပြည့်နဲ့ကျွန်တော်နိုင်ထားခဲ့တာဖြစ်တဲ့အတွက်ဒါဒီလဲအာဆီနယ်တင်းအတွက်အကောင်ဆုံး record တစ်ခုပေါ့လေပြီးတော့တစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ Aston Villa နဲ့ဒုတိယအကြော့ပွဲစဉ်အင်္ဂလန်မှာကန်သွားခဲ့တဲ့ PSG အသင်းနောက်တန်းတော်တော်လေးကိုပြာပြီးပြဲနေဒီအချက်လက်တူသာကောင်းကောင်းအသုံးချပြီးတေးချာဆန်းစစ်ပြီးတော့ data analyze လုပ်နိုင်မယ်ဆိုရင် Arsenal အတွက်ဆိုရင်တော့အဲ့ဒီပွဲစဉ်ရရတဲ့ PSG အသင်းရဲ့အမှားတွေကကိုယ်အသင်းနဲ့ဆိုအကောင်းဆုံးအားသာချက်ဖြစ်လာနိုင်ပါတယ် ဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အောက်မှာဆုံးမယ်ဆိုတော့ Viber phone number တို့ညာကို6 9 6 6 3 9 3 6ဆက်တဲ့ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နိုင်ဖြစ်လို့ငွေပုံမရှာရှိမအောင်ဘောလုံးပွဲတွေကိုလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ချိုးရိုက်ရှာပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွန်ရှိကို Sport Internet 9 3 bit တို့ကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Arsenal သင်းရဲ့ DR သည်ပြိုင်ပွဲဆုံး twin go ဖန်တီးမှုအများဆုံးလှုပ်ထနေတဲ့ကစားသမား6ဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားပါပါဒီ6ယောက်ဒီ injury ရတဲ့ကစားသမားကြီးရှိမယ်လဲလက်ရှိအခြေ ချိန်အာဆင်နယ်အသင်းရဲ့ twin goal ဖန်တီးမှုမှာအသင်းရဲ့ထိတ်ဆုံးအများဆုံးလုပ်နိုင်တဲ့6ဦးဖြစ်ပါတယ်။ကဲပထမဆုံးတယောက်ကတော့ခိုင်ရန်ဘတ်အသင်းမှာ15 goal သွင်းပြီးတော့၄လုံးဖန်ထားနိုင်ခဲ့တဲ့အရန်သမျိုးဖို့ကောင်းတာကတကောက်ကျော်တန်ရာကြောင့်ယာတီကုံထိအဲ့ဒီကစားသမောက်ကျွန်တော်ဆုံးရှုံးလိုက်ရတာပေါ့လေ။နောက်တယောက်ကတော့ ဘူကာအိုဆာကာ၁၁ဂိုးသွင်းပြီးတော့၁၃လုံးဖိုင်ထားတယ်။သူပြန်လာပြီးတော့ဖူအန်ရဲ့ပွဲစဉ်မှာတဂိုး၊ရီယန်ရဲ့ပွဲစဉ်မှာဂိုးတွေသွင်းနိုင်ခဲ့တဲ့ဘူကာအိုဆာကာကတော့သူကအာဆင်နယ်အသင်းအတွက်ဘလောက်ထိအရေးပါလဲဆိုတာကိုထပ်မံမိတ်ဆက်ပေးနိုင်ခဲ့ပါလေ။အဲဆိုဆာကာကတော့အာဆင်နယ်အသင်းမှာဂိုးများဆုံးသွင်းထားနိုင်ခဲ့တဲ့စီးနဲ့မှာပါဝင်လာခဲ့ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ဒါဒီကလန်ရိုက် အာဆီနယ်တို့ရဲ့ free kick တရနေတဆင့်အရေးပါတဲ့အချိန်မှာဂိုးတွေသွင်းမှုပြီးနိုင်ခဲ့ဒီကလန်ရိုက်ကတော့ဒီရသည်မှာအာဆီနယ်တင်းတွက်9ဂိုးသွင်းပြီးတော့6လုံးဖန်တီးထားပါတယ်နောက်ထပ်တစ်ယောက်ကတော့မာတင်နယ်လီ6ဂိုးသွင်းပြီးတော့9လုံးဖန်တီးထားတယ် Real Madrid ကိုနိုင်တဲ့တကူ2ဂိုးပွဲစဉ်မှာဆိုလဲအနိုင်ဂိုးကိုနောက်ဆုံးမိနစ်မှာသွင်းသွင်းသွားခဲ့တာပေါ့လေနောက်ထပ်တစ်ယောက်ကတော့ မိခင်မိန်တို့မိခင်မိန်တို့ကတော့ရှစ်ကိုးသွင်းပြီးတော့လေးလုံးဖိန်ထားနိုင်ကြတယ်ကျွန်တော်တို့ခေါ်တော့ကတော့ကွင်းလေအတွက်ခေါ်တာဖြစ်ပေမဲ့အသင်းရဲ့လိုအပ်တဲ့နေရာလေးမှာဂျိုကာတစ်ချက်လိုဝင်ပြီးအသုံးတော်ခံနေခဲ့တဲ့မီခင်းမိန်တို့ကတော့ဒါရီယဲကိုဒုတိယကြော့နိုင်တဲ့ပွဲစဉ်မှာပျောင်မြောက်လာတဲ့ဖန်တီးမှုနှစ်ကြိမ်ကိုလှုပ်သွားနိုင်ခဲ့ပါလိမ့်နောက်ဆုံးတစ်ယောက်ကတော့မာတင်အိုရီကက်ကပတိန်နဲ့ပတ်သက်ရင်လိုအပ်ချက်ရှိရဆိုပေမဲ့အသင်းအတွက်၅ဂိုးသင်းပြီးတော့ခုနှစ်လုံးဖန်တီးပေးထားနိုင်ခဲ့တဲ့မာတင်အိုရီကက်ကတော့လက်ရှိချိန်မှာအာဆင်နယ်အသင်းကွင်းလေမှာပါတီဒီကလန်ရိုက်မာတင်အိုရီကက်ဆိုတဲ့ထရိုက်ကယ်ကတော့တကယ်ကိုမှ ချန်ပီယံလိစီးဖိုင်တတိအသင်းကိုထမ်းတင်ပေးထားနိုင်ခဲ့တယ်ဗောလေဒါကတော့အာဆင်နယ်သင်းရဲ့ဒီယာတီသွင်းကိုဖန်တီးကိုအများဆုံးလှုပ်ထားနိုင်ခဲ့တဲ့6ဦးပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ